ဒီဇမားကနေရတယ်။ယေရှုကလည်းတင်းတီးယုံလျင်ဘုရားသခင်ဘုံအာမှုတော်ကိုမြင်ရမည်ပြီ။ငါပြောပြီးမဟုတ်လို့မိတော်မူ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7မှာအခန်းငယ်40။တင်းတယ်ဖြင့်ငယ်သူတယောက်ဖြင့်အများနှင့်ဆန့်ကျင်ဘက်သွေဖယ်နေခြင်းသို့မဟုတ်မျော်လင့်ချက်ကုံဆုံးနေခြင်းဖြစ်နေ။သို့မဟုတ်အကွယ်အပြည့်နဲ့ကြုံနေလျင်အကြံပြုလိုပါ။ ဒီအိမ်မက်နဲ့ပတ်သက်၍ယုံကြည်ခြင်းရှိရန်တိုက်တွန်းလိုပါတယ်။ဘုရားသခင်ကိုယုံကြည်၍ကြိုးပမ်းသူတိုင်းအတွက်ပရမခြေလမ်းမှာဘုရားသခင်နှုတ်ကပတ်တော်ကိုယုံကြည်ရန်ဖြစ်ပြီးနှုတ်ကပတ်တော်မှာသင်ကြားပြီးမှာဘုရားသခင်သည်တင့်ကိုချစ်ခြင်းပဲဖြစ်ပါတယ်။ထို့သောဒီအဖြစ်များကြောင့်ဘုရားသခင်နှင့်ကိကွာနေရပြီးတကယ်ယေရှုသည်ဒီအဖြစ်များအတွက်လဝါကတိုင်ပေါ်တွင်အသေးခံခဲ့ရပါထို့ကြောင့် တဲ့နေဖြင့်တခင်ယေရှုဟာလုံးဝဆက်ကပ်ပြီးကယ်တင်ရှင်အဖြစ်လက်ခံရင်းတဲ့ကိုလုံးဝပြောင်းလဲသွားစေပြီဖြစ်ပါတယ်။ယနေ့တွင်ဆုတောင်းကြ။ကောင်းကင်ဘုံမှာအဖဖခင်ဖြစ်အရှင်ရဲ့နှုတ်ကပတ်တော်အားဖြင့်တခင်ယေရှုကိုမျှော်လင့်ခြင်းနဲ့ပြန်လည်ရွေးတော်ခြင်းကိုရရှိစေပါれအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ။